စီစီအတောင်းနဲ့နေတယ်နော် EOD ဘာလဲ MP credit ကနေကောက်ဖြတ်သားလိုက်တာပရိသတ်ရဲ့အားပေးမှုကိုတစ်နှစ်တခါသိမ့်ပိုင်နေတဲ့နှင်းစီအဖွဲ့သားတွေကတော့2016ခုနှစ်အတွက်ကပြဖော်ပြမှာကတော့ရှင်သန်ချင်းနှင်းစီပဲဖြစ်ပါတယ်ဘာလို့ရှင်သန်ချင်းနှင်းစီကိုခေါင်းစဉ်တက်လိုက်တာလဲပွဲကနေရလာတဲ့အလူငွေတွေကိုလူအပ်တဲ့နေရာတွေမှာလှူတန်းနေတဲ့နှင်းစီရင်ခွင် ဖောင်ဒေးရှင်းအနေနဲ့ဒီနေ့အလက်ကျလာတာကတော့ဈေးရုံတစ်ခုတိဆောက်ဖို့ပဲဖြစ်ပါတယ် ေးုံဆိုတာနဲ့ဦးမဲ့ဆေးုံစာပြီးဆောက်လိုက်တာနဲ့တပြည့်နဲ့တည်းအဲ့လိုပဲကိုကဆေးုံပရိဘောကပါညာပေါ့ပြီးနောက်ဆေးုံကုန်ပစ္စည်းစီလူမဲ့လူတွေပေါ်ပေါ်ပေါ်လာပါပဲလေဆိုတော့ဘယ်သူမှမလူလဲကိုကကိုအောက်ဆီဂျင်တို့ဘာလို့ညာတော့အဲ့လိုဝတ်တဲ့ဟာလေးယူလိုက်ရပါပဲအဲ့ဒီ PD ကလည်း business ရကောင်းပါဘာပဲပြောပြောဒီအလူကဥယျာဉ်နဲ့လူနှင်းစီကိုချစ်တဲ့ပြိတ္တရဲ့အလူပါပဲဒါတောင်မောင်မျိုးမင်းရင်တွင်းပြည်ဦးစီးတည်ထောင်ခဲ့တဲ့နှင်းစီအညီအဖွဲ့ဟာပြည်သူတွေရဲ့အတန်း လိုအပ်ချက်တွေကိုသဘာဝတကျအမှုပညာပပဟာသတက်လုံးတွေဖြင့်ဖန်တီးနေစေဖြစ်ပါတယ်။အငင်းရဲ့ပြက်လုံးနေရလဲကျွန်တော်တို့ကတကယ်ဟိုတမစင်တကယ် traditional တွေကိုလည်းကျွန်တော်တို့ကမပြောက်ပြက်အောင်ကျွန်တော်ထိမ့်သိမ့်ခြင်းနဲ့ရည်ရချက်ရဲ့နောက်တစ်ခုကကြီးရှုတဲ့ဟိုပြိတ္တနဲ့လူငယ်ပြိတ္တပါအပါပေါ့ဟိုနားတွေကိုရောက်အောင်ပေါ့နော် ပို့နိုင်တဲ့ပြလုံးမျိုးတွေနောက်တစ်ခုကကြတော့ခင်းနဲ့အညီပေါ့နော်ဟောတစ်ထပ်သေးဖြစ်နိုင်တဲ့ပြလုံးမျိုးတွေကိုဟိုမျိုးမင်းပါဝင်ပေါ့နော်ကျွန်တော်တို့တငယ်ချင်းတွေအားလုံးစုပေါင်းပြီးတော့မှအအချိန်ပေးပြီးတော့ကျွန်တော်တို့ကျိုးစားစားနဲ့အဲပရိသတ်ကိုစေနာထားပြီးတင်ဆက်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုအချိန်ကြီးကိုရတ္တိခွင့်ရနေတယ်လို့လည်းမြင်ပါတယ်ဒီလိုရတ္တိခွင့်ရနေတာကလည်းအဲပရိသတ်ရဲ့ဟိုအပိမှုကြောင့်တော့ကျွန်တော်ဟိုထင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဟိုပြက်လုံးခွင်တွေကတော့ဟိုကျွန်တော်တို့အရင်ကပြီးသားဟာဒီခုမှမပါပါဘူးကျွန်တော်တို့အစ်စ်တွေရဲ့ကမှာပါနောက်ဟိုဒီတစ်ခေါက်ပွဲကလည်းဒါထုံးစံနိုင်မှာနော်ကျွန်တော်တို့အလူပွဲအေးဆိုတော့ဟိုကျွန်တော်တို့ဒီအကုန်လုံးတော့ဟိုတက်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့မှပြင်ဆင်နေပါတယ်ပြက်လုံးခွင်လေးတွေကိုလည်းတက်နိုင်သမျှဟိုအစ်စ်ကလေးတွေဖြစ်အောင်နောက်နောက်ပြီးတော့ဒီဟိုအငိမ့်ဆိုတဲ့တမဇန်လေးရာနေလည်းလွတ်ထွက်မသွားအောင်ကျွန်တော်တို့ဟိုတက်နိုင်သမျှလုပ်နေကြပါတယ် နိုင်ငံအတွက်အပြုသဘောဆောင်တဲ့ပြည်လုံးထုံနေလို့တက်ဆွမ်းတဲ့အမှုပညာနဲ့နိုင်ငံအတွက်အကျိုးပြုရတာကိုပီတိဖြစ်နေသူကတော့တရုတ်ဆောင်ကျော်ကျော်ဘူပါအဓိကကျွန်တော်တို့လုပ်ခဲ့တဲ့ဟိုနင်းစီပွဲတိုင်းကအဓိကတော့နိုင်ငံအတွက်ပဲမြင်နေရကြားနေရပြည်သူလူတွေကပြောနေတဲ့အံလေးကိုကျွန်တော်တို့ဟာသပြတ်သားလေးနဲ့ပုံပေါ်တာပေါ့ဒါပဲဗျဖြောပြတိဆက်ဖို့ရပိုင်မဲလူတော့တာကြောင့်အားဆိုင်လေးကြည့်နေကြတဲ့နင်းစီအဖွဲ့ဟာစာတင်ကြောင်ဆေးရုံ ဘိုးဘွားရိတ်သားနဲ့နုပညာရှင်တွေအတွက်နောက်ဆုံးနားခိုရအထင်းမဲ့နေရာလေးလွှတ်ဆောင်ပေးဖို့အတွက်လည်းအိမ်မက်တွေချိနေပါဗျ။ဒီလိုမျိုးမူနာရှင်တွေကလုပ်ပေးရဆိုတာဆက်ပြနေလုပ်ပေးတဲ့ခါကျတော့ဟိုမူနာရှင်တွေချစ်တဲ့ပြည်သူတွေကပါဝင်လာတဲ့အတွက်ဒီလို drive တလုံးလေးလောက်ဆိုတာနဲ့ပြူပါတယ်။အဲဒါကျွန်တော်ကလင်းရရှင်တွေကိုလို့လောက်ဆိုတာလေးမျိုးရှင်တွေကိုလည်းကျေးဇူးများတင်ပါတယ်။